တနနက်ပြက်ကလုံးကြံတက်ပြက်ခံကြရတဲ့တရားလွတ်တော်ရှင်နေဦးကိုနီရဲ့ဇာပနာကိုဒီကနေ့ဇန်နဝါရီလ30ရက်နေ့ညနေ4:00မှာရေဝင်းမူဆလင်တုတ်တမတကြိုခဲ့ပါတယ်ဇာပနာခဏကိုအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့အစိုးရတာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့ပါတယ်မင်းနေကြပါဘော အဲ့ဒီစာပနာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနိုင်ငံဦးတင်ဦးလည်းတက်ရောက်ခဲ့ပြီးတော့တရားလွှတ်တော်ရှင်နေဦးကိုနီရဲ့နောက်ဆုံးခီးစဉ်ကိုလိုက်ပါပို့ဆောင်တဲ့ပြည်သူတွေဟာတောင်းနဲ့ရှိပြီးရှိခဲ့တဲ့အတွက်တုတ်တံမှာနေရာအခက်အခဲတွေလည်းရှိခဲ့ပါတယ်။ တရားလွတ်တော်ရှင်းနေဥကိုနေလောက်ကြံတပ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီးတော့အမှုမှန်အမြန်ဆုံးပေါ်ပေါက်ဖို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့နိုင်ငံတော်တမနာရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ်ညွန်ကြားရေးမှူးချုပ်ဦးစော်ထေကပြောဆိုထားပါတယ်ခင်ဗျာ။